ကျွန်တော်တို့ပြည်သူ့ဆန္ဒနဲ့ထုတ်ပေါ်လာတဲ့ရတာတော့လက်ခံဒါတော့ဘလို့မှငြိမ်းပယ်လို့မရလက်ခံရေဘော့ကာလဆိုင်ရာပြဋ္ဌာန်းချက်များနဲ့အညီဆော်ဝဲပြည်စည်းပြောလို့ရှိရင်ဖွဲ့စည်းပုံအခြေခံဥပဒေ2008ခုနှစ်နဲ့အညီလွတ်လပ်ပြီးတရားမျှတတဲ့ပါတီစုံဒီမိုကရေစီအထူးရေကောက်ပွဲကိုပြန်လည်ကျင်းပပြီးအနားရတဲ့ပါတီကိုဒီမိုကရေစီဆန်ရှင်ဆန်နှုတ်များနဲ့အညီနိုင်ငံတော် တာဝန်ကိုလွှတ်ရနိုင်ရေးဆက်လက်ဆောင်ရွက်သွားရန်ဖြစ်ပါတယ် 2021ခုနှစ် ဖေဖော်ဝါရီလတရနေ့ကရွေးကောက်ပွဲအကြောင်းပြအာဏာသိမ်းခဲ့တဲ့မြောင်းလိုင်ဟာရွေးကောက်ပွဲကိုပဲအကြောင်းပြပြီးအနိုင်ရပါတီကိုအာဏာလွှဲပေးပါမယ်လို့ထက်ခါတလဲလဲပြောဆိုခဲ့တာလေးနှစ်ကျော်လာခဲ့ပြီဖြစ်ပါတယ်။နိုင်ငံနဲ့ပြည်သူတွေပေါ်ဘုံကျဲတက်ဖြတ်နေတဲ့မြောင်းလိုင်ကို မုံဒီယုံရှာခြင်းကလွှဲပြီးပြည်သူတွေကတော့ဒီရွေးကောက်ပွဲကိုလုံးဝစိတ်ဝင်စားကြပါဘူး။ ပြည်တွင်းမှာစစ်ဝင်စားခြင်းမရှိတဲ့ရွေးကောက်ပွဲကို2025ခုနှစ်နှစ်ကုန်ပိုင်းမှာကျင်းပပြီးစစ်အာဏာသိမ်းမှုကိုအဆုံးသတ်မယ်။နိုင်ရပါတီကိုအာဏာလွှဲပြောင်းပေးမယ်ဆိုတဲ့စီစဉ်ကိုမြောင်းလိုင်က၎င်းကိုလက်ခံတွေ့ဆုံနဲ့နိုင်ငံတကာခေါင်းဆောင်တချို့ကိုပြောပြပြီးတော့ဆွေးဆောင်စည်းရုံးလျက်ရှိပါတယ်။မကြာသေးခင်ကတွေ့ဆုံခွင့်ရရှိခဲ့တဲ့ရုရှားသမ္မတဗလာဒီမာပူတင်တရုတ်သမ္မတရှီကျင်းဖင်နဲ့အိန္ဒိယဝန်ကြီးချုပ်နာရန်ဒရာမိုဒီတို့လို့ နိုင်ငံကြီးတွေရဲ့ခေါင်းဆောင်တွေက၎င်းချင်းပါမဲ့ရွေးကောက်ပွဲကိုထောက်ခံကြတဲ့ကြောင်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ပြောဆိုခဲ့တာကိုသတိပြုမိကြပါလိမ့်မယ်။ဒါပေမဲ့အဲ့ဒီခေါင်းဆောင်၃ဦးပါဝင် နိုင်ငံတကာတိုက်ဝန်းကစစ်ကောင်စီရွေးကောက်ပွဲကိုတင်မပြုတ်ပြီးတရားဝင်မှုပေးလာရေးမှာမင်းအောင်လှိုင်အတွက်စင်ခေါ်မှုဖြစ်ရှိနေစေဖြစ်ပုံရပါတယ်။မြမသမိုင်းမှာဂုံတိတ်ခါအကင်းမဲ့ဇုံဖြစ်လာမဲ့ဒီရွေးကောက်ပွဲကနေတဆင့်တရားဝင်မှုရရှိရေးအတွက် ရွေးကောက်ပွဲကိုရတဲ့နီလန်းနဲ့ပြုလုပ်ဖို့မင်းအောင်လိုင်းတဆင့်ပြီးတဆင့်ကြိုးပမ်းနေပုံတွေကိုအခုနှစ်တွင်းမှာခက်စိတ်စိတ်တွေ့မြင်လာရပါတယ်။မီလာစကွေးအနေကကျင်းပခဲ့တဲ့စစ်ကောင်စီအစိုးရဖွဲ့လုပ်ငန်းညှိနှိုင်းအစည်းအဝေးအတွင်းမှာမင်းအောင်လိုင်းကရွေးကောက်ပွဲရဲ့တရားဝင်မှု legitimacy ဆိုင်ရာမေးခွန်းနဲ့ပတ်သက်ပြီး2008ဖွဲ့စည်းပုံအခြေခံဥပဒေကပုံမှန်လိုကိုကိုးကားပြီးတော့ပြောဆိုလာပြန်ပါတယ်။ 2008ဖွဲ့စည်းပုံခြေခံဥပဒေမှာဖော်ပြထားတဲ့လွတ်တော်အစည်းအဝေးများကျင်းပခြင်းဆိုင်ရာပုံမှန်85 128 155တို့ကိုရည်ညွှန်းကိုးကားပြီးဒီဇင်ဘာလမှာကျင်းပဖို့စီစဉ်ထားတဲ့ရွေးကောက်ပွဲဟာတရားဝင်မှုရှိတဲ့အကြောင်းမယောင်လိုင်ကတက်တည်ထူပြောဆိုသွားခဲ့ပါတယ်စစ်ထဲမှဝင်ခင်ရတားဘဝတက္ကသိုလ်မှာဥပဒေပညာတနစ်ကြာသင်မှုတဲ့မယောင်လိုင်ရဲ့ခြေဥပုံမှန်တွေကိုလိုသလိုအိဗယ်ဖွင့်နေပုံဟာခုတစ်ချိန်ပထမဆုံးမဟုတ်ပါဘူး ဒါပေမဲ့မြမတမိုင်းမှာစံချိန်ချိုးမဲ့ဂုံသိခါကင်းမဲ့ဇုံရွေးကောက်ပွဲကိုမဖြစ်ဖြစ်အောင်စီစဉ်နေတဲ့အမြောင်းလိုက်ဟာအဆိုပါပုံမှန်၃ခုကိုတုံးပြပြီးရွေးကောက်ပွဲရဲ့တရားဝင်မှု ရှာပုံတော်ဖွင့်လာခြင်းဖြစ်ပါတယ်။အဲ့ဒီပုံမှန်၃ခုဟာပြည်တော်စုလွတ်တော်ပြည်သူလွတ်တော်နဲ့မြို့သားလွတ်တော်အစည်းအဝေးများကျင်းပမှုအထမြောက်ခြင်းဆိုင်ရာ ပုံမှန်တွေဖြစ်ပြီးပုံမှန်တိုင်းမှာပုံမှန်ခွဲ ကနဲ့ခဆိုပြီးပါရှိပါတယ်။ပုံမှန်၃ခုစလုံးရဲ့ပြဋ္ဌာန်းချက်တွေဟာတူညီပြီး ပုတ်ခွဲကမှာလွတ်တော်စီဝေတရဲ့ကျင်းပတဲ့ခါပထမနေ့မှာကိုစလေစုစုပေါင်းရဲ့တဝက်ကျော်90ရာခိုင်နှုန်းကျော်တက်ရောက်လာခြင်းမရှိရင်အစီဝေအထမြောက်ခြင်းမရှိတဲ့တွေ့ရွှေဆိုင်မှုပြတ်ထန်ထားပြီးတော့အစီဝေကိုနောက်ထပ်တစ်ကြိမ်ကျင်းပတဲ့ခါနေဆုံး3ပုံတပုံ33.3ရာခိုင်နှုန်းတက်ရောက်ရင်အစီဝေထမြောက်တယ်လို့ပြတ်ထန်ထားပါတယ်လွတ်တော်တွေထဲမှာပြည်တော်စုလွတ်တော်ဟာအမြင့်ဆုံးလွတ်တော်ဖြစ်ပြီးရွေးကောက်ပွဲတစ်ခုကျင်းပပြီးတိုင်း ိုင်ငံတော်တမရကိုရွေးကောက်တင်မြောက်ခြင်းနဲ့အစိုးရဖွဲ့ဝင်အားလုံးကျင့်သစ္စာကျင်းစုပြီးတရားဝင်ခန့်ချင်းတို့ကိုပြည်တော်စုလွတ်တော်ကသာလုပ်ပိုင်ခွင့်ရှိပါတယ်။ပုံမှန်85ပါပြဋ္ဌာန်းချက်တွေကြောင့်ပြည်တော်စုလွတ်တော်ကိုယ်စားလှယ်စုစုပေါင်း664ဦးရဲ့၃ပုံတပုံဒါမှမဟုတ်222ဦးအစည်းအဝေးတက်ရုံနဲ့လွတ်တော်အစည်းအဝေးအထမြောက်ချင်းဆိုင်ရာတရားဝင်မှုကိုပြဋ္ဌာန်းထားတာဖြစ်ပါတယ်။ ဒီနေရာမှာစစ်တဲ့ကိုယ်စလေ25ရာခိုင်နှုန်းဒါမှမဟုတ်ပြည်သူ့လွတ်တော်130ဦးနဲ့မြို့သားလွတ်တော်56ဦးလွတ်တော်နေပောင်း166ဦးကိုမဲဆန္ဒနဲ့အခြေခံပေါ်မှာရေတွက်နဲ့ခန့်အပ်တာမဟုတ်ပဲလွတ်တော်တရလုံးရှိရွေးကောက်ခံကိုယ်စလေရေတွက်ချိုးစားပေါ်မှာရာခိုင်နှုန်းရယူထားတဲ့တွေ့မဲဆန္ဒနဲ့ဘလောက်မှာပဲရွေးကောက်ပွဲကျင်းပနိုင်သည်ဖြစ်စေစစ်တဲ့ကိုယ်စလေ25ရာခိုင်နှုန်းဟာအတိုးလျှော်မရှိ တသက်မထဲရှိနေမှာဖြစ်ပါတယ် ဒါကြောင့်ရွေးကောက်ခံကိုယ်စားလှယ်96ဦးရှိုံနဲ့စစ်တပ်ကိုယ်စားလှယ်166ဦးနဲ့ပေါင်းရင် ပြည်အောင်စုလွတ်တော်ကိုယ်စားလှယ်စုစုပေါင်း222ဦးရှိမှာဖြစ်တဲ့တွေ့ပြည်အောင်စုလွတ်တော်အစည်းအဝေးကျင်းပခြင်းအထမ်းမြောက်တယ်လို့မင်းအောင်လိုင်းဒေဗယ်ကောက်တာဖြစ်ပါလေ။ဆိုရရင်ရွေးကောက်ပွဲကိုလည်းမဲဆန္ဒနဲ့အနှဲငယ်မှာကျင်းပုံနဲ့တရားဝင်တယ်လို့ပြောဆိုလာတာဖြစ်ပါလေ။ဆိုတော့ရန်ကုန်တိုင်းဒေသကြီးမဲဆန္ဒနယ်တစ်ခုထဲမှာ ပြည်သူ့လွတ်တော်55နေရာနဲ့မြို့သားလွတ်တော်12နေရာစုစုပေါင်း58နေရာရှိတဲ့တွေ့ရန်ကုန်မဲဆန္ဒနယ်မြေတွေမှာကျင်းပုံနဲ့ရွေးကောက်ပွဲတရားဝင်တဲ့ကြောင်းမင်းအောင်လိုင်းကြီးညာနေမှာဖြစ်ပါတယ်။မှန်တကယ်တော့ရွေးကောက်ပွဲတစ်ခုရဲ့တရားဝင်မှုနဲ့လွတ်တော်စီဝေးတစ်ခုကျင်းပခြင်းဆိုင်ရာအထမြောက်မှုဖြစ်စဉ်နှစ်ခုဟာလုံလုံရာရာမတူကွဲပြားတဲ့အခြေအနေနှစ်ရပ်ဖြစ်ပါတယ်။ နိုင်ငံရဲ့နေမြေအစိပ်ပိုင်းများပြားမှာစစ်ဖြစ်နေတဲ့တွေရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိမဲပေးခွင့်ရှိတဲ့ပြည်သူတန်းနဲ့ချီမဲပေးခြင်းမရှိတည်ငြိမ်အေးချမ်းပြီးပြည်သူများကိုယ်စိတ်နှပါလွတ်လပ်လုံခြုံမှုကိုအာမခံနိုင်ခြင်းမရှိဘဲကျင်းပတဲ့ရွေးကောက်ပွဲတွေကိုနိုင်ငံတကာစံနှုန်းတွေအရတရားမျှတပြီးလွတ်လပ်တဲ့ရွေးကောက်ပွဲဖြစ်အသက်မဲ့နိုင်မှာမဟုတ်တယ်လို့အဲ့ဒီလိုရွေးကောက်ပွဲကိုအတင်းကျပ်ကျင်းပမယ်ဆိုရင်လေတရားဝင်မှုရရှိနိုင်မှာမဟုတ်ပါဘူး တကယ်တော့2025ခုနှစ်ပြက်ကြင်ရက်စွဲတွေတည့်ရချင်းတက်လာချင်းကုံဆုံးလာတာနဲ့မျှနိုင်ငံနဲ့ဆေးရေးရှုံးနေမှုတွေနဲ့ရင်ဆိုင်နေရတဲ့မင်းအောင်လှိုင်ဟာနှစ်ကုန်ပိုင်းကျင်းပမဲ့ယူကောက်ပွဲတွေစိတ်တော့ကရောက်နေပြီးပုံမှန်မဟုတ်တဲ့စိတ်အခြေအနေနဲ့ပြောဆိုလုပ်ကင်လာတာကိုသတိပြုမိပါတယ်အထူးသဖြင့်လက်ရှိရင်ဆိုင်နေရတဲ့အခြေအနေပေါ်ရှိရှိသမျှလူပုဂ္ဂိုလ်ဖွဲ့စည်းအားလုံးကိုအပြစ်ဖို့ပြီး ၎င်းသာလျင်လူမှန်ကြီးဖြစ်တဲ့ကြောင်းစင်ကြီးမြမြတဲ့ခရီးရည်လွတ်ပြောဆိုလာခြင်းကို တွေ့မြင်လာရပါတယ်။ကိုကိုကိုထင်ကြီးလွန်းတဲ့စိတ်ဝေဒနာဆွဲကပ်နေသူ တူဦးရဲ့လက္ခဏာပြီးမင်းအောင်လိုင်းမှာတွေ့ရှိနေရပြီးလက်ရှိရင်ဆိုင်နေရတဲ့ပြဿနာတွေဟာ၎င်းရဲ့ရှေ့ကစစ်ကောင်းဆောင်တွေဖြစ်တဲ့တန်းရွှေနဲ့သင်းစင်တို့ရဲ့ကောင်းဆောင်မှုအမာယွန်းတွေနဲ့အာနေချက်တွေကြောင်းလို့တိုက်ရိုက်ထုတ်ဖော်မပြောဆိုပေမဲ့ အဲ့ဒီပုံကိုယ်တွေဥဆောင်ခဲ့တဲ့အဖွဲ့အစည်းကိုလူသိရှင်းကြားပြစ်တင်ပြောဆိုမှုတွေစတင်ပြုလုပ်လာတာကိုလေ့လာတွေ့ရှိရပါတယ်။အာနာရှင်ဟောင်းတန်းရွှေတီထောင်ခဲ့ပြီးတမနာဟောင်းသိန်းစိန်ဥက္ကဋ္ဌလုပ်ခဲ့တဲ့စစ်တပ်ရဲ့ပြည်တော်သူ့ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီအတွင်အကွဲပြဲတွေကိုစစ်ကောင်စီအစိုးရအဖွဲ့အစည်းအဝေးမှာထည့်သွင်းပြောဆိုလာပါတယ်။ပြည်သူ့လူတော်ဥက္ကဋ္ဌဟောင်းတူရရှိမန်းနဲ့သိန်းစိန်တို့ကြား2015ခုနှစ်ရွေးကောက်ပွဲကျင်းပဖို့လာပိုင်းလိုတကောင်းရန်အာနာသိန်းပွဲ ပါတီတွင်အကွဲပြဲတွေကြောင့်စစ်တပ်ကဆယ်စုနှစ်များစွာထိန်းချုပ်လာခဲ့တဲ့အာဏာကိုလက်လွတ်ဆုံးရှုံးခဲ့ရတယ်။တူရရှင်မန်ကဒေါန်ဆန်းစုကြည်နဲ့မဟာမိတ်ဖွဲ့ခဲ့တာကြောင့်ဒီအကွဲပြဲတွေဖြစ်ပေါ်ပြီးကြန့်ခံရေးပါတီရှုံးနေခဲ့ရတယ်လို့မင်းအောင်လှိုင်ယုံကြည်နေပုံရပါတယ်။ဒါကြောင့်လဲဒေါန်ဆန်းစုကြည်ကိုရန်ညိုးအာဂတတရားကြီးမားစွာနဲ့အချင်းထောင်ထဲမှာ၎င်းရဲ့လက်ကျင်ဘဝတက်တန်းကုံဆုံးစေဖို့ထိချုံနောင်ထားတာဖြစ်ပါတယ်။ 2015ခုနှစ်ရွေးကောက်ပွဲကနေတဆင်ဒေါ်ဆန်းစုကြည်ဟာစစ်တပ်လက်ထက်ကနေအာဏာရယူသွားနိုင်ခဲ့တဲ့နိုင်ငံရေးအလှည့်ပြောင်းကမင်းအောင်လှိုင်ပေါ်အကြီးကျယ်ရိုက်ခဲ့ခဲ့ဟန်ရှိပါတယ်။မမျော်လင့်မဲမျိုးသမီးတူရဲ့အာဏာဆက်အောက်သို့ရောက်ရှိသွားခဲ့မှုပေါ်မင်းအောင်လှိုင်လွန်ခါသေးခဲ့ပုံရပါတယ်။ဒါကြောင့်ရခိုင်စစ်ကောင်းဆောင်တွေမကာကွယ်နိုင်ခဲ့တဲ့အာဏာကိုမဖြစ်မနေပြန်လည်သိမ်းယူဖို့အချိန်ကာလကောင်းကိုစောင့်စားနေခဲ့ပုံရပါတယ်။ဒေါ်ဆန်းစုကြည်အစိုးရအာဏာရလိုက်ချိန်မှာ တက်မတော်နေဖြင့်အတက်နိုင်ဆုံးပူပေါင်းဆောင်ရွက်ပေးခဲ့ကြောင်းဆိုတဲ့စကားကိုလွန်ခဲ့တဲ့၄နှစ်တွင်ကြင်ကြင်ပြောဆိုခဲ့ပြီးမီလန်စကွေရနေ့စစ်ကောင်စီအစိုးရအစည်းအဝေးမှာမင်းအွန်လိုင်းထက်မှန်ပြောဆိုခဲ့ပြန်ပါတယ်ဒီစကားရက်ကစစ်တပ်အကြီးကတူးဟာရွေးကောက်ခံ NLD အစိုးရကိုအပြည့်အဝအတိမတ်မပြုတ်တစ္ဆာမခံဘူးလို့အဓိပ္ပာယ်ရပါတယ် NLD အစိုးရနဲ့တက်နိုင်ဆုံးပူပေါင်းဆောင်ရွက်ခဲ့တယ်ဆိုတာဟာ ဒီမိုကရေစီနှီးကြပြည်သူကရွေးကောက်တင်မြောင်းလိုက်တဲ့အစိုးရတည့်ရနဲ့ဒန်းတူစင်ပြိုင် အာဏာထူထောင်ပြီးဖြစ်နေတယ်ဆိုတဲ့အဓိပ္ပာယ်ရပါတယ်။ဒါပြင်2019ခုနှစ်ရွေးကြရေးခင်မှာစစ်တပ်ကအစုလိုက်ပြုံလိုက်တပ်ဖြတ်ခဲ့ပြီးအဲ့ဒီရေးကိုအကြောင်းပြပြီးတော့ကာလုံစည်းဝေးကနေတဆင်ရတအစိုးရတမနာထံကနေအာဏာကိုအကြက်ကင်လွှဲယူမဲ့အစီအစဉ်အထမမြောက်ခဲ့ပုံကိုမှတ်ရပြီး NND အစိုးရတဒန်းလျှောက်မှာနိုင်ငံတော်တွင်ရေးကြည့်သည့်ကာလများ၌ ကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီအစည်းအဝေးလုံးဝပြုလုပ်ခဲ့ခြင်းမရှိတဲ့ကြောင်းမြောင်းလိုင်းကပြောဆိုလာပါတယ်။အလားတူဒေါက်ဆန်းစုကြည်ကငင်းငယ်ရင်ညီလာခံကို27ရာစုပင်လုံညီလာခံဖြစ်အမည်ပြောင်းတာကိုလည်းမြောင်းလိုင်းကစန့်ကျင်ခဲ့တဲ့ကြောင်း၎င်းရဲ့ပြောဆိုချက်တွေထဲမှာတွေ့လာရပါတယ်။ဒေါက်ဆန်းစုကြည်ဟာနိုင်ငံတော်ရေးတိုင်ပင်ခံပုဂ္ဂိုလ်ရာထူးကိုဥပဒေနဲ့မညီဘဲရယူခဲ့တယ်လို့ဆွဆွဲခဲ့တယ်လို့တရားဝင်အစိုးရတရက်နဲ့တရားဝင်လွတ်တော်တွေရဲ့ဥပဒေပြဋ္ဌာန်းချက်တွေကိုပင် ဥပဒေနဲ့မညီတဲ့ပြတ်ထန်းချက်တွေလို့တွင်တွင်ဆွဆွဲပြောဆိုနေပါတယ်။မင်းအောင်လှိုင်ရဲ့ပြုမှုဟာ2008ခွဲသိပုံခြေခံဥပဒေရဲ့အထက်မှာကာကွယ်ရေးဦးစီးချုပ်ဖြစ်တဲ့၎င်းတဦးသာရှိပြီးတော့၎င်းကိုခြေဦးကပင်ယာဒုကနေဖယ်ရှားပိုင်ခွင့်မရှိပဲ၎င်းကဥပဒေနဲ့မညီဘူးလို့သတ်မှတ်ရင်အဲ့ဒါဟာဥပဒေဖြစ်တဲ့ဆိုတဲ့ပရိသတ်ရိမင်းတွေလိုပြုမှုပြောဆိုနေလေပြီဖြစ်ပါတယ်။ ဒီချက်ကိုပေါ်လွင်စေတဲ့မြောင်းလိုင်းရဲ့ဗရီတရစ်မင်းတပွဲပြုမှုနောက်တစ်ခုကတော့မေလ16ရက်နေ့စစ်ကောင်စီစီဝေတွင်အံ့ဩစရာကောင်းတဲ့ပြောဆိုချက်ဖြစ်ပါလေ။အဲ့ဒါကတော့ရှေးပင်မြားလက်ထက်ကဥရောပနိုင်ငံများသို့ပညာတော်သင်များဆစ်လုတ်ခဲ့သည့်သမိုင်းမှတ်တမ်းများရှိခဲ့ကြောင်းမိမိတို့အနေဖြင့်ရှေးပင်မြားခေတ်ကနိုင်ငံတော်၌ကျင့်သုံးခဲ့သည့်ပညာရေးစနစ်များနှင့်ခေတ်ဆက်ဆက်၌ကျင့်သုံးခဲ့သည့်ပညာရေးစနစ်များကိုပြန်လည်လည်လာသုံးသပ်ရန်လိုအပ်မှာဖြစ်တဲ့ကြောင်းစသဖြင့်ပြောဆိုခဲ့တာဖြစ်ပါလေ။ အဆိုပါချင်းရာကို စိတ်တဗေဒရှိတော်ကလေ့လာမည်ဆိုရင်မင်းအောင်လိုက်ဟာတာမန်စိတ်အခြေအနေမှာ ရှိမနေတာကိုပိုပြီးထင်ထင်ရှားရှားတွေ့မြင်လာရပါတယ်။ဒါကြောင့်လေနိုင်ငံနဲ့မှာရှိတဲ့ပြည်သူတွေကိုဘုံကျဲတက်ဖြတ်နေတာလူအဖွဲ့အစည်းအစိတ်ပိုင်းများပြားကို ပြာပုံအတိဖြစ်သွားအောင်မိရှုဖြက်စည်းခဲ့တာစတဲ့အဆုံးရောက်ကြံဖက်မှုတွေကျူးလွန်ပြီးအရမသိမ့်ယူခဲ့တဲ့အာဏာကိုလက်မလွတ်ရရေနီလန်မျိုးစုံနဲ့ကာကွယ်နေတာဖြစ်ပါတယ်။ မင်းအွန်လိုင်းကျင်းစည်းနေတဲ့ရွေးကောက်ပွဲဟာလည်း၎င်းဖန်တီးခဲ့တဲ့နိုင်ငံရေးပြဿနာတွေကနေထွက်ပေါက်ရှာခြင်းထက်အာနာကိုလက်မလွတ်ရရေးနီလန်တစ်ခုဖြစ်ကျင်းစည်းကြိုးပမ်းနေခြင်းသာဖြစ်တဲ့အကြောင်းသုံးသက်တင်ပြလိုက်ရပါတယ်ခင်ဗျာ